ကျွန်တော်ဒီ character ကိုရိုက်တော့မယ်ဆိုတဲ့အချိန်မှာငါယူမှဖြစ်မယ်ငါခလေးလေးလို့ပြောမှဖြစ်မယ်ငါလွတ်တွတ်နေမှဖြစ်မယ်ဆိုတဲ့အတွေးလေးတွေတွေးပြီးတော့လေအဓိကတော့မကအကာမြင်အောင်ကောင်းလို့ပါပဲသူ့ရဲ့တွဲခေါ်မှုတွေအဲပြီးတော့ director ကိုမဟာရဲ့ကောင်းဖို့ပေါ့နော်သူတို့ရိုက်ပေးတာတွေကြောင့်ကျွန်တော်အဲ့ character ထဲမှာတသားရဲကြာသွားတာပါဖုတ်တယ်လေဟိုဟာလေးဖုတ်တယ်လေတုံတုံမတော့လိုက်ကောင်းမယ်လေနော်ဟဲ့လိုက်ကောင်းလို့မရဘူးဖုတ်တာရဲ့ ယောဟာသူ့တငယ်ချင်းနေလာမယ်ဆိုလို့ငါကြိုခိုင်းလိုက်တာအဲဆိုရတယ်လေဟိုသူ့တငယ်ချင်းနေနဲ့ဖုတ်တာလေးနဲ့ဆော့မှာပေါ့ရှေ့ကျောင်းတဲ့အကုန်ဖြစ်အားတကယ်ကိုအချိန်ပြည့်စုံလုံးလေးစုပ်ပြီးတော့လေအိမ်ရောက်တဲ့တိတော့အဲအယူးမှုကမပြောက်ဘူးတလားအဲ့လိုဖြစ်သွားအာတော်တော်တော်ဝင်ရတယ်ကျွန်တော်အဲ့ကားပြီးတော့အိမ်ပြန်ရောက်ရင်တော့ကျွန်တော်စိတ်ကြရလေအဲ့ဖိုးတာလေးလို့ဖြစ်နေထမင်းစားတာအစားလေးအဲဘာလွတ်ပြရမလဲချောင်းနေတာကျွန်တော်တို့လားဘဲဥတွေလွတ်ပလိုက်တာလေအဲ့လိုအဲ့လိုမရှိပါဘူးမရှိပါဘူးဆိုတာလေဘယ်လိုခေါ်မလဲအဲတိတ်ပြီးတော့ စုတောင်းပြီးတော့မှပေါ့နော်ဟိုထိုင်ဆောင်မဲ့အလုပ်ကိုကိုယ်ကတိတ်မကြိုက်ပါဘူးတန်းတန်းဆိုကိုကောင်းဆုံးစူးစမ်းရတယ်ကောင်းအောင်နေတယ်ဖြစ်လာတဲ့ပုံမှာကိုအကောင်းဆုံးလုပ်တယ်ပေါ့နော်အဲ့လိုဟုတ်ဒီကားလေးကကြတော့ဟို ကျွန်တော်တို့မြန်မာနိုင်ငံမှာတဘာဝရပေးထားတဲ့အစွမ်းထက်ကမ်ဘီယာပစ္စည်းတွေရှိတယ်။ဥပမာဂျိုးအမေရိဥတို့ပြီးတော့တစ်ကွင်းတို့မိုးဂျိုးသွားတို့ပေါ့နော်။အဲဆေးဘက်ဝင်တဲ့ပစ္စည်းတွေအများကြီးရှိတယ်။အဲဒီတဘာဝပေးထားတဲ့အစွမ်းထက်ပစ္စည်းတွေဟာလူတစ်ယောက်ကလက်ထဲကိုရောက်လာရင်အဲ့ဒီလူအတွက်ကန့်ကျမာဘယ်လိုတစ်စိချိုးပြောင်းလဲသွားနိုင်လဲဆိုတာကိုဟိုဘာသာရေးလေးနဲ့တွဲရှက်ပြီးတော့မှပေါ့နော်။ပုံဖော်ရိုက်ကူးတဲ့ကားလေးဖြစ်ပါလေခင်ဗျ။အဲ့ဒီကားကိုအဲ့ဒီအကြောင်းကိုပေါ့နော်။ဒီပစ္စည်းတွေလက်ခံရရှိတဲ့အခါမှာထိုက်တာတွေမထိုက်တာတွေနဲ့ပတ်သက်ပြီးတော့မှအဲ့ အဲ့ဒီအဖြစ်ပါတယ်ခင်ဗျာဒီကားလေးထဲမှာပေါ့နော်ဘယ်လိုလူမျိုးတွေကတော့ခိုက်တက်တယ်ဘယ်လိုမျိုးအပစ္စည်းတွေရောင်းရင်ဘယ်လိုနေထိုင်သင့်တယ်ဆိုတာကိုဒီကားထဲမှာပေါ်ပြထားပါတယ်ခင်ဗျာတက်ကွင်းတွေကအမျိုးမျိုးရှိတယ်ခင်ဗျာအဲတချို့ဆိုရင်လက်ခေါ်တက်ကွင်းပေါ့လက်ဖေးဆိုင်လို့အိမ်ဆိုင်တွေမှာတွေ့ဘူးရမလားဒီတက်ကွင်းလေးချိန်ထိုင်လက်ကောင်းနေတယ်အဲတချို့ကျတော့မီကွင်းတက်ကွင်းပေါ့နော်မီကွင်းတက်မင်းမြင်ရှိတယ်မီကွင်းတက်ကွင်းဆိုတာရှိတယ်အဲအလေးတွေလက်ကောင်းနေပေါ့နော်အဲနောက်တစ်ခုက โอเคโอเคနောက်နောက်တစ်ခုကကြတော့ဗာလဲဆိုတဲ့အခါကြတော့ဟိုဟာကောင်းတယ်ကျွန်တော်တို့စေးတစ်ကွင်းဆိုတာရှိတယ်အဲ့တစ်ကွင်းလေးနဲ့စေးကုပြီဆိုလို့ရှိရင်စေးကုလို့အမတန်ကောင်းတာပေါ့နော်ကျမ်းမာတယ်ပေါ့အဲ့လိုမျိုးအဲ့တစ်ကွင်းတွေကအစွမ်းထက်တပုံအမျိုးမျိုးရှိတယ်ခင်ဗျာအနွယ်တစ်ကွင်းဆိုရင်ပြီးရတတ်တွေကောင်းတယ်တချို့နွယ်ပင်ကြီးတွေပေါ့အဲ့နွယ်ပင်ကနေတော့တွယ်ရှက်ပြီးတစ်ကွင်းဖြစ်သွားတယ်သူ့အလိုလိုဆက်သွားတာအဲ့ဒါဆိုရင်အဲ့နွယ်တစ်ကွင်းကပြီးရစေးဖော်တဲ့ခါကောင်းတာပေါ့စော့ကြည့်တာပေါ့နော် အကျွန်တော်ကကြတော့အပြင်မှာဂမ်ဘီယာဆရာဦးဂမ်ဘီယာဆရာဆိုတော့ဒါလေးကျွန်တော်ဟောတယ်ပြောတယ်အဲဒါလေးတွေကျွန်တော်ကျွန်တော်ရဲ့ပါရမီပေါ့နော်ကျွန်တော်လေ့လာပြီးတော့သိထားတဲ့အရာလေးတွေပါခင်ဗျာဟုတ်အပြင်ရှိမလဲသူကထိုက်မှရတာပေါ့ရှားပါပစ္စည်းတွေမှာပါတယ်အဲရှိတော့ရှိတယ်ဒါပေမဲ့အဲ့ကိုရှိမှရှိနေတဲ့တစ်ကွင်းကဘာတစ်ကွင်းလဲဆိုတော့ကိုကိုကိုမသိကြတာပေါ့အဲ့လိုပြအာဟာလာတပီတော့ငယ်သေးတာဟုတ်တပီတော့ကလေးလေးရှိသေးတာဟုတ်လား အဲအေးပေါ့နော်အခုတို့ကြတော့ဟုတ်တယ်ခင်ဗျအများကြီးကြုံမှုတော့ပေါ့ဟုတ်အာအများကြီးပဲပြောပြလို့ရှိရင်ဟွာနဲ့တော့ဆက်မှာမဟုတ်ဘူးအမများအဲဟွာပေါ့နော်တချို့တွေတော့အရာတွေကြတော့လဲအခုတို့ကလေမိလိုက်တာပါမိလိုက်တာဆိုတော့ဆွဲထားလို့မကောင်းတဲ့အရာလေးပေါ့အခုအခုဆိုလက်ခေါ်တက်ခွင်တခုရဘူးတယ်အဲ့တက်ခွင်ရတဲ့နှစ်တစ်နှစ်ကအခုစီးပွားရမ်းဖြစ်တဲ့နှစ်ပဲ ရဘူးလေဒါပေမဲ့ ethic queen ကအကိုရဲ့အနေထိုင်ပြောဆိုလိုအပ်ချက်တွေလူဆွာတော့အမားနဲ့မကင်ဘူးပေါ့နော်ကိုမားလိုက်တဲ့အမားလေးတွေကြောင့် ethic queen ကအနည်းတင်ပြက်ပြဲပြီးတော့အဲ ethic queen လည်းပျောက်သွားတယ်ကိုလက်စီဘာထိုးချသွားတာပဲအဲအဲ့လိုမျိုးလေးတွေရှိတယ်ခင်ဗျာတို့ကလေဟုတ်အမရှိတော့ဘူးမရှိတော့အဲခုနပြောသလိုအခုပြက်အခုဘက်ကတိလာသမားကြီးပြက်စီးတဲ့အချိန်မှာအိုက်တစ်ခွင်ကလုံးဝထိုးကြသွားတာပဲ အဲဟောပါတော့အတာနေအတော်နာတော်ဆိုတယ်လို့ပဲမိမိကိုယ်တာရင်ကိုကိုွယ်ရတယ်ပေါ့နော်အဲဟိုလူကလေကိုကိုကိုပဲကိုကိုွယ်ရတာသူများကိုကိုကိုွယ်လို့မရဘူးအယူသီးလုံးအကြည့်နဲ့ကိုခံရမှာပုံမှန်တိုင်းပဲသွားရမှာဟိုဘာပဲပြောပြောဘယ်ပစ္စည်းမဆိုဘလောက်အစွတ်ထက်တဲ့ပစ္စည်းပဲရရရှင်းပြတော့ကြားမင်းပေးတဲ့ဝရိစိန်လက်နဲ့ကြည့်ကိုရနေတော့အဲ့လူကသီလသမားကြီးမလို့အလကားပဲ မကြဘူးတယ်မလားဟိုဂရေ80ချမ်းသာတဲ့သူတွေအိ္ဆာတရားအူကြီးရတယ်ဒါမှမကြွက်သွားရဲအဲ့လိုမျိုးပဲအဓိကကတော့မယုံကြည်တဲ့သူမယုံကြည်ဘူးယုံကြည်တာတဲ့ကိုကောင်းအောင်ဘလောက်နေလဲလို့ကိုကိုကိုစမ်းစစ်ရမယ်ကိုကောင်းနေတော့ကိုနဲ့ထိုက်တဲ့ပစ္စည်းရလာမှာပဲကိုမကောင်းမဲ့နဲ့ကတော့ကောင်းကျင်လို့မရဘူးခင်ဗျအဲ့သဘောပါပဲခင်ဗျဟုတ်မရှိပါဘူးမရှိပါဘူးဆိုတာလေဘယ်လိုခေါ်မလဲအင်းတိတ်ပြီးတော့ ဆူတောင်းပြီးတော့မှပေါ့နော်ဟိုထိုင်ဆောင်မဲ့အလုပ်ကိုကိုကတိတ်မကြိုက်ပါဘူးတန်းတိုင်းဆိုကိုကောင်းဆုံးစူးစမ်းရဲကောင်းအောင်နေတယ်ဖြစ်လာတဲ့ပုံမှာကိုအကောင်းဆုံးလုပ်တယ်ပေါ့နော်အဲ့လားဟုတ်တယ်ခင်ဗျာမထင်မဖက်ရတဲ့ဟာလေးတွေအာကြာတယ်တစ်နှစ်ခွဲလောက်ကြာတယ်ဟုတ်တယ်အများကြီးပေါ့အဲကိုကားမစီနိုင်တဲ့ဘဝကနေကားစီနိုင်တယ်ပြီးတော့အဲ40 60မြေခွက်တွေ3-4ခွက်လောက်ဝယ်နိုင်သွားတာပေါ့နော်တတ်မှန်ရှာရင်တစ်နှစ်ခွက်တွေဘယ်လိုမှမရှာနိုင်ဘူးလေနော်အဲသူ့ရဲ့အစွမ်းလေးတွေကြောင့်ပေါ့နော်အဲ့လိုမျိုးဟုတ်အဲဖိုတာလေး ်ဖို့တာလေးဟုတ်တယ်ခင်ဗျာဖို့တာလေးအခုလည်းပူနေတယ်ဖို့တာလေးကလေကျွန်တော်စူးစမ်းလိုက်တယ်အဲ့ကာရိုက်တာကျွန်တော်တခါမှမလုပ်ဘူးရဲ့ကာရိုက်တာပေါ့နော်ဟိုတန်ချောင်းတန်ချောင်းကားဆိုတာညီမလေးတို့ကြည့်ဘူးမှာပါနော်အဲ့ထွန်းထွန်းလောက်ခတဲ့ဥစ္စာလေအဲ့ကားကိုကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်ကားနဲ့အဲ့ကားနဲ့ဟိုကျွန်တော်ဒီဒီဖိုတာလေးဆက်ကိုကျွန်တော်လက်ခံပြီးရိုက်တဲ့ရိုက်တဲ့အချိန်မှာပေါ့တန်ချောင်းကားကိုကျွန်တော်ကြည့်တယ်ကြည့်တော့တန်ချောင်းလောက်ရတဲ့ဥစ္စာကကြတော့ပိုလီယိုပိုလီယိုဆိုတော့လောက်ရတာဟိုခက်တယ်ဒါပေမဲ့ပိုလီယိုရဲ့ တန်းတစ်ခုရှိတယ်ဒီဒီဖိုးတာလေးအယူကြတော့ तू อ่ะပိုလီယိုလည်းမဟုတ်တော့ तू လောက်ရတာခတ်နေတာပေါ့နော်ဂျားကြနေတာတော်တော်ခေါင်းယူတာလည်းမဟုတ်ဘူးလူခေါင်းလည်းမဟုတ်ပြီးတော့အသက်ကလည်း40ကျော်နေပြီဆိုတော့တော်တော်ကိုလှုပ်ယူရတာပေါ့နော် तू อ่ะတိလဲတိတယ်အဲမတိတဲ့ခါလည်းမတိဘူးဆိုတော့တော်တော်ခက်ခဲတဲ့ character လေးပါအဲ့ဒါလေးကိုကျွန်တော်အခက်ခက်ခက်ခဲလေးနဲ့အကောင်းဆုံးစ조사တော့ပြည့်တတ်တဲ့တသားရဲကြပြီးတော့လေအခုဆိုရင် YBM မှာလည်းဖိုးတာလေးအဲဟိုလမ်းမှာလည်းဖိုးတာလေးဖိုးတာလေးဆိုတော့လေပျော်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဗျဖိုးတာလေးဟိုဟာလေးဖိုးတာလေးကလေတုံတုံမတော့လိုက်ကောင်းမယ်လေနော် ဟဲ့လိုက်သွားလို့မရဘူးဖိုးတာရဲ့ယောဟာသူ့တငယ်ချင်းတွေလာမယ်ဆိုလို့ငါကြိုခိုင်းလိုက်တာအဲဆိုရတယ်လေဟိုသူ့တငယ်ချင်းတွေနဲ့ဖိုးတာလေးနဲ့ဆော့မှာပေါ့အဲစိန်ခေါ်မှုတော့မများဘူးခင်ဗျာကျွန်တော်ဒီကာရိုက်တာကိုရိုက်တော့မယ်ဆိုတဲ့အချိန်မှာငါယူမှဖြစ်မယ်ငါခလေးလေးလို့ပြောမှဖြစ်မယ်ငါလွတ်တွတ်နေမှဖြစ်မယ်ဆိုတဲ့အတွေးလေးတွေတွေးပြီးတော့လေအဓိကတော့မကအကာမြင်အောင်ကောင်းလို့ပါပဲသူ့ရဲ့ တွဲခေါ်မှုတွေအဲပြီးတော့ဒါရိုက်တာခွန်မဟာရဲ့အကောင်းပို့ပေါ့နော်သူတို့ရိုက်ပေးတာတွေကြောင့်ကျွန်တော်အဲ့ကာရိုက်တာထဲမှာတသားရဲကြာသွားတာပေါ့အဲ့ဒီကားပထမဆုံးစင်း2စင်း3စင်းလောက်ရိုက်တဲ့အချိန်မှာကျွန်တော်အမဆူတာအမအကအကငတ်မောင်နင်း ကိုကျော်ထွန်းနဲ့တူနေတယ်ရှေ့မှာကျွန်တော်တို့ကိုကျော်ထွန်းနဲ့တူနေလင်ချမ်းမရချမ်းဆိုလင်မယားခန့်အရန်ပောက်ထားတာရှိတယ်တယောက်နဲ့တယောက်အရန်ချစ်ထားတယ်လင်မယားကအဲ့တော့ तू ကစုတယ်ငါမောင်နင်ကိုကျော်ထွန်းကြီးနဲ့တူနေတယ်နင်မလွတ်သေးဘူးနော်နင်မယူသေးဘူးနော်အယူနဲ့တူအောင်လုပ်အောင်ခလေးနဲ့တူအောင်လုပ်အောင်ဆို तू စုတယ်နှစ်ခါတော့အဲ့ဒါအော်အမပြောတယ်ဆိုပြီးကျွန်တော်လည်းရှက်ကြောတွေအကုန်ဖျက်ရတော့တာပေါ့နော်ရှက်ကြောတွေအကုန်ဖျက်အားတကယ်ကိုအချိန်ပြည့်စုံလုံးလေးစုပ်ပြီးတော့လေအိမ်ရောက်တဲ့နေ့တော့အယူမှုကမပြောက်ဘူးတလားအဲ့လိုဖြစ်သွား အာတော်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 ဟာလေကျွန်တော်အဲ့ကားပြီးတော့အိမ်ပြန်ရောက်ရင်တော့ကျွန်တော်စိတ်ကြရလေအဲ့ဖိုးတာလေးလို့ဖြစ်နေထမင်းစားတာအစလေးအဲဘာလွတ်ပြရမလဲချောင်းနေတာကျွန်တော်တို့လားဘဲဥတွေလွတ်လိုက်တာလေအဲ့လိုအဲ့လိုအဲအိမ်မှာအိမ်မောင်းမောင်းချလိုက်မယ်အပွားမောင်းချလိုက်မယ်အဲကာရက်တာပီပီအောင်ကအမေမို့တို့အင်းနီဇော်တို့အဲပြုလို့ရှင်အဲဟိုပါတော့ဘာယွန်းခင်ခင်ဆိုတာကောင်မလေးတယောက်ရှိတယ်သူပေါ့နော်အဲအဲ့ဒါရေပြုလို့ရှင်အမေချူးတို့ပေါ့နော်အဲသူတို့ဝိုင်းပြပန့်ပို့ပေးတာ ကျွန်တော်ကို feeling တွေဝိုင်းလုပ်ပေးတာပေါ့နော်အခါကျတော့ကျွန်တော်မှာပူကောင်းတာပေါ့အလုပ်လုပ်ပူကောင်းတာကိုတနာကြတာပေါ့နော်ဖိုတာလေးကိုအဲ့လိုမျိုးဟုတ်ဟောပါပေါ့နော်မြန်မာလူမျိုးတွေကတော့များသောအားဖြင့်တချို့ကြတော့လဲဟိုချမ်းဖန်ပြီးတော့အပြစ်ပြောတတ်တာပေါ့နော်အပြစ်ပြောတတ်တဲ့အခါကျတော့အဲ့အဲ့ကားလေးကျွန်တော်ကားလေးထွက်လာတဲ့အခါမှာတန်ချောင်းကားကိုကူးချထားတယ် copy လုပ်ထားတယ်အဲတခုကားဆိုပြီးတော့ white matter လေးနည်းနည်းများတော့ရှိတာပေါ့ဒါပေမဲ့ရင်းနှီးမှာတော့စိတ်မကောင်းမတူဘူးလေနော်မတူဟိုဟာပူလီယိုဒီဘက်ကပြာ90ပြီးတော့ဟိုဟာကဖေးရဲ့မြစ်တာဒီဘက်ကအမရဲ့မြစ်တာအရာရာကွဲပါတယ်ပြီးတော့ဟိုမှာက တော့အဲအမွေကိစ္စတွေမှာပေါ့ဒီမှာအမွေတွေလည်းအများကြီးရှုပ်ချက်တွေကိုခန့်နေတာအဲအဲ့တော့ကာရက်တာလုံးလုံးကွဲတဲ့ကားတစ်ခုကိုပြည့်သက်တွေဘာလို့တွဲမြင်လဲလို့စိတ်မကောင်းတော့ဖြစ်မိတာပေါ့ဒါပေမဲ့အပိုင်း၄ပိုင်း၅ပိုင်းလောက်နောက်မှာအဲ့ comment တွေပျောက်သွားပြီးတော့မှဖိုးတာလေးကိုချစ်တာလေးကြီးဖြစ်ကုန်တယ်အဲ့တော့ပြည့်သက်ကတော့မသိခင်ကတော့ပြောကြတယ်နောက်ပိုင်းကျတော့တိတော့လည်းလက်ခံသွားတဲ့အတွက်ကြောင့်ပြည့်သက်ကြီးကိုကျေးဇူးတင်ပါတယ်ဟုတ်တယ်ခင်ဗျာချစ်ကြတယ် အဲကျင်းနေပါလေစူးစမ်းမှုပေါ့ဟိုဘာပဲပြောပြောကိုစူးစမ်းလိုက်တဲ့အနေထားမှာပိဋကတ်ကိုချစ်ပေးတဲ့အတွက်ကြောင့်လက်ခံပေးတဲ့ကြောင့်တကယ့်ကိုအများကြီးစုတင်ပါတယ်အဲအဲ့ဒါတော့ဟွာပေါ့နော်အမအမအရေးကအမှန်တော့မအကောင်ရင်ညွှန်းပြီးရိုက်လိုက်တာဒါမဲ့ရိုင်းရိုင်းနဲ့ကိုဆက်ဖြစ်တော့အမပြောတာပေါ့အမပြောတာပေါ့နင်းရတဲ့ပြောတော့တာ50လို့ပြောတကယ်တော့နင်းဆက်ဟဲ့တယ်ဆိုတော့ဟောအမရဲ့အဲ့လိုလည်းမယူရပါဘူးပေါ့နော်ကိုကပြင်ချော့ရတာပေါ့ဟုတ် အကောင်းတာပေါ့ကောင်းတာပေါ့ကောင်းတာပေါ့ तू तू မျက်ရည်လေးဝဲပြီးတော့မှပြောတဲ့စကားလေးတွေပြည့်တဲ့ရှင်တွေကိုထိတာပေါ့နော်အဲ့လိုမျိုးအဲ तू तू စားခြင်းနဲ့ကြက်ကြော်တွေပါလေအမအစင်မပြေမှန်းတိတော့ तू မမာတော့ဘူးပေါ့နော်တကယ်တော့ तू ကကြက်ကြော်တွေပါရမ်းကြိုက်တာပေါ့အဲအဲဟုတ်တယ်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 မရှိတော့ခင်ဗျာမရှိတော့အခုတော့ဝိုင်းချက်သွားရဲ့ကျွန်တော်ကဒီလထဲမှာတော့ရုပ်ရှင်တကာရိုက်ဆရာရှိတယ်ခင်ဗျာဆယ်လာဆယ်ရက်နေ့နောက်လဆယ်ရက်နေ့မှာအဲ့ကားလေးလည်းအပြေးပါအောင်ထွက်လာလို့ရှိရင်တို့ဖိတ်ခေါ်ပါရဲခင်ဗျာ 接着往看一下。o k OK, okay.。